အင်ဂျင်ကြီးဆိုတာတကယ်တော့ဘာကူပြောတာလဲစစ်ပွဲတွေမရှိတာဘူးပဲလားဒါမှမဟုတ်အဲ့ဒါထက်ပိုပြီးတနက်ဆိုင်ဆိုင်ရှိနေမလားဒီတစ်ခေါက်မှာတော့လေကဘာကြီးကိုပိုကောင်းတဲ့တနေရာဖြစ်လာဘူးသူတို့ဘွားတစ်ခုလုံးကိုပိတ်ဆက်ခဲ့ကြတဲ့နိုဘယ်ငင်းကြီးရေးဆုရှင်အမျိုးသမီးတွေရဲ့ဇလန်းတွေတဲကနေအဲ့ဒီမေခွေးရဲ့အဖြစ်ဟုအတူတူရှာကြည့်ရအောင်မဟုတ်ပါပဲဒီအမျိုးသမီးတွေကဆိုရင်လေပန်တမန်ရေးရာတွေတက်ကြွလှုပ်ရှားမှုတွေလူသားချင်းစာနာမှုတွေနဲ့ ပဝင်းကျင်ထိမ့်သိရေးအထိနေပေအစုံမှာရှေ့ဆောင်လမ်းပြခဲ့ချသူတွေပါ။ကဲသူတို့အားလုံးရဲ့ကြိုးပမ်းမှုတွေကတမိုင်းကိုဘလို့ပုံဖော်ခဲ့ကြတယ်လဲဆိုတာကိုချက်ချလိုက်ကြရအောင်။ဒီအမျိုးသမီးတွေရဲ့ဇလန်းတွေကနေတဆင့်ကျွန်တော်တို့မြင်တွေ့ရမှာကတော့ငင်းကြံရေးဆိုတာစစ်ပွဲမရှိတာနဲ့ မပြီးဘူးဆိုတာပါပဲတကယ်တော့ညီငယ်ကြီးဆိုတာကတရားမျှတမှုလူအခွင့်အရေးနဲ့လူသားတယောက်ရဲ့ဂေါသိက္ခာအတွက်နေစဉ်နဲ့အမြတ်တိုက်ပွဲဝင်နေရတဲ့ချိုးပန်းမှုအကြီးတစ်ခုဖြစ်နေတာပါကဲဒါဆိုရင်ပထမအောင်ဆုံးပိုင်းကိုစလိုက်ချရအောင်ဒီကမ္ဘာလုံးနဲ့ဆိုင်တဲ့ညီငယ်ကြီးလှူရှာမှုတွေမှာအမျိုးသမီးတွေအတွက်နေရာတနေရာရဖို့စောစုံဖောက်ခတ်ပြီးလမ်းဖွင့်ပေးခဲ့ကြတဲ့ရှေးဆောင်တွေအကြောင်းနဲ့အရင်ဆုံးစလိုက်ချရအောင်ဘာသာပုံစတနာလို့ပုဂ္ဂိုလ်မျိုးတွေကအဲ့ဒီခေတ်ခါကမျိုးသားတွေပဲကြီးစိုးထားတဲ့နိုင်ငံတကာတာဝန်ရေးရ 爹爹都辛苦开拉吧，比如前阿家那 Emily Greenbow 多了，我可没有那多。农拉们没有啥爹爹多，懒得苦苦，肯背开家累。有牙人都是一个脚板木一个，年轻人艰难嘛，苗头美味，多少木多，少做啥子木多，吃开拉吧。 နောက်တစ်ပိုင်းကိုဆက်သွားကြည့်ရအောင်မာဒီပိုင်းမှာတော့စစ်ပွဲတွေဒုက္ခတွေကြားတယ်မှာမျိုးသမီးတွေရဲ့ငြိမ်းချမ်းရေးလုပ်ငန်းတွေကတိုင်းရိုက်လှုပ်ဆောင်မှုတွေလူသားချင်းစာနာမှုတွေအဖြစ်ဘလူးပေါ်ထွက်လာတယ်ဆိုတာကိုကြည့်ကြပါမယ်ဒီနေရာမှာမာသာထရီဇာနဲ့အယ်ဘမ်မက်ထရီရဲ့ဥမာကတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့ခြားနားမှုဥမာတစ်ခုကိုပြနေပါတယ်မာသာထရီဇာကအလို့အဆုံးသူတွေကိုတိုက်ရိုက်ဆင်းပြီးကိုနီဆော့ရှော့ခဲ့တဲ့အချိန်မှာအယ်ဘမ်မက်ထရီကတော့နျူကလီယာလက်နက်တွေကိုဖျက်သိမ်းရေးထိပ်ပိုင်းမူဝါဒတွေက ကနေကစင်ငင်းချမ်းရည်ကိုတိဆောက်ခဲ့တယ်ဆိုလိုတာကငင်းချမ်းရည်ကိုပေါ်ဆောင်တဲ့နေရာမှာလမ်းကြောင်းတစ်ခုလည်းမဟုတ်ဘဲနီလန်းမျိုးစုံရှိနေတယ်ဆိုတာပါပဲ1996ခုနှစ်တုန်းကဆိုရင် ဘတ်တီဝီလျံနဲ့မေရစ်ကိုရီကန်တို့ဟာအိုင်ယန်လန်ရဲ့ပြိပခတ်ချားတဲ့ကနေခြေရလူရဲစားလှူရှာမှုကြီးတစ်ခုကိုဥဆောင်ခဲ့ပါတယ်။သူတို့ရဲ့ peace pee ဘေးလှူရှာမှုကဘာဝတ္တိပြခဲ့တယ်လဲဆိုတော့ဗမာန်ပြည်သူတွေတောင်မှအကြမ်းဖက်မှုကိုအဆုံးသတ်မှုနဲ့ပြန်လည်တင်းမြဲရေးကိုတောင်းဆိုတဲ့နေရာမှာဘလောက်တောင်အင်အားကြီးမှလဲဆိုတာပါပဲ။ကဲအခုတစ်ခါမှာတော့ဖိနှိပ်ချုပ်ချယ်မှုချားတဲ့ကနေကိုဂျိုးစွန့်ပြီးတော့အခြေခံလူအခွင့်အရေးတွေဒီမိုကရေစီလူအခွင့်အရေးတွေအတွက်ဘက်ဝင်ခဲ့တဲ့ဒိုဘယ်ဆုရှင်အကြောင်းကို သမန်လေးကတည်ချရအောင်မြန်မာနိုင်ငံကဂေါအောင်ဆန်းစုကြည်ဂွာဒီမာလာနိုင်ငံကရီကူပါဒါမန်ချူအီရန်နိုင်ငံကရှီရင်အီပါတီဒီနမဲရီကကဘာချိုပြေတာသူတို့ရဲ့မယုံနိုင်စရာရဲစံတတိကြောင့်ပါပဲသူတို့တရုတ်ချစ်စီကဖိနေမှုတွေကိုရင်ဆိုင်ရင်းနဲ့ဒီမိုကရေစီတို့တိုင်းရင်းသားအခွင့်အရေးတို့လူ့သမီးအခွင့်အရေးတို့အတွက်တိုက်ပွဲဝင်ခဲ့ကြပြီးကဘာတဝန်းကလူတွေအတွက်ညှိုးလင့်ချက်ရဲ့စံပြပုခွေဖြစ်လာခဲ့ပါတယ်နှစ်ပင်ဆိုင်တာက ငင်းချင်ကြီးနဲ့ဘလူမယာဆက်ဆက်နေပါတလဲနနေတော့ထူးဆန်းနေမလားကျွန်တော်တို့အခုလေ့လာမယ်ပထမဦးဆုံးအာဖရိကအမျိုးသမီးနိုဝယ်ဆုရှင်ကတော့ပတ်ဝန်းကျင်ထိသေးရေးဟာလူမှုဘဝတည်ငြိမ်ရေးအတွက်အထူးအတော့ချက်ဖြစ်တယ်ဆိုတာကိုကြားသားခဲ့သူပါဝန်ကာရီမတန်ကတကယ်ကိုတော်လွန်းတဲ့ဘီကော့ကူဘူးမိတ်ဆက်ခဲ့တာပါအဲ့ဒါသာတော့ငင်းချင်ကြီးဆိုတာပုံနေထိုင်တဲ့ကဘာချိုကြီးရဲ့ကျမကြီးနဲ့တိုင်းရိုက်ချိတ်ဆက်နေရဆိုတာပါပဲတယန်ဇာတော်တွေကိုရှိရှိတည်တဲ့အောင်စီမံခန့်ခွဲနိုင်မှသာတည်ငြိမ်တဲ့လူဖွဲ့စည်းတစ်ခု တိစောက်နိုင်မယ်လို့သူကလက်တွေ့ပြသခဲ့ပါတယ်။တန်30ချောဟုတ်ပါရဲ့တန်30ချောကဒါကတော့ဝန်ကာရီမတိုင်းရဲ့ green bed လောက်ရှာမှုကနေစိုက်ပျိုးနိုင်ခဲ့တဲ့တပင့်အကြီးအတွက်ပါပဲ။ဒီအကြီးအတွက်ကိုကြည့်လိုက်တာနဲ့သူ့ရဲ့ကြိုးပမ်းမှုတွေက ဘလောက်တောင်ကြီးမားတဲ့အကျိုးတရားမှုကြီးရှိခဲ့တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါပဲ။ Novel Comedy ကသူမကိုကွန်ပျူတာခါကဘာလုံးဆိုင်ရာတွေးတော်ပြီးဒေတာလိုက်လှုပ်ဆောင်တတ်သူလို့တုံ့နှုံးပြီးကွန်ပျူခဲ့ပါပဲ။ဒါကသူမရဲ့ကြိုးပမ်းမှုကိုခိတိမိမိနဲ့ပေါ်ပြလိုက်တာပါပဲ။ကြီးမားတဲ့ပြဿနာတွေကိုဖြေရှင်းဖို့အတွက်အောက်ခြေလူလူအဆင့်မှာလက်တွေ့ကျကျလှုပ်ဆောင်ခြင်းကဘလောက်တောင်အဆန်းထက်တယ်လဲဆိုတာကိုသူကတတ်တည်ပြသွားခဲ့တာပါ။ကဲအခုဆိုရင်တော့ခိတိကိုရောက်လာခဲ့ပါပြီ။ဒီချက်မှာတော့နိုင် င်ငံကြီးတော်လှန်ရေးတွေကဆလို့ဒီစတဲ့အခွင့်အရေးတွေထိပ်ပြင်းပြင်းပြောင်းလဲလာတဲ့ငင်းချန်ကြီးရှီရန်မျက်နှာပြင်မှာမျိုးသမီးတွေကဘယ်လိုပုံစံမျိုးနဲ့ဆက်လက်ဦးဆောင်နေသလဲဆိုတာကိုကြည့်ကြရအောင်မှာ2017ခုနှစ်မှာတော့ Ellen Johnson Sutcliffe Lima ကပူဝီနဲ့ trachoma ဆိုတဲ့တခေကူအကောင့်နဲ့မြို့သမီး၃ယောက်ကိုဘူးဘဲစုချင်းမြင်ခဲ့ပါတယ်သူတို့တွေက Liberia ရဲ့ PUS ကိုအဆုံးသတ်တဲ့နေရာမှာတော့ RN နွေဦးတော်လန်ရေးမှာပါမြို့သမီးတွေရဲ့ဘေးကင်းလုံခြုံရေးနဲ့ပါဝင်ခွင့်တို့အတွက်ရှေ့တန်းကနေမကြောက်မရွံ့တိုက်ပွဲဝင်ခဲ့ကြတဲ့သူတွေပါမလာလာယူဆက်ဆိုင်နဲ့နဒီယာမူရတ်တို့ဟာဂိုရိုင်းချုပ်တွေ့ခဲ့ရတဲ့ရှေ့ကွေးစရာဖြစ်ဆိုးတွေကိုဖိနေမှုစန့်ချင်ရေးကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတွေအထိကြောင်းလဲပြစ်ခဲ့ င်ချတဲ့သူတွေပါတယောက်ကမင်းကလေးတွေရဲ့ပညာသင်ကြားခွင့်အတွက်နောက်တယောက်ကတော့လိန်ပိုင်းဆိုင်ရာအကြံဖတ်မှုကိုစစ်လက်နက်တစ်ခုအသုံးချတာကိုစန့်ကျင်တိုက်ဖြတ်ဖို့အတွက်ရှက်တီခဲ့ကြတာပါမာရီယာရက်ဆာနာဂက်စ်ဟိုဟာမဒီမာရီယာကော်ရီနာမာချာဒိုသူတို့အသုံးကတော့ချစ်သစ်ဆူရှင်တွေပါတရင်အချက်လက်လွတ်လပ်မှုတွေရှေ့တန်းကနေတိုက်ပွဲဝင်ကြတဲ့သူတွေပါသူတို့ဟာတရင်မာရီအစိုးရရဲ့ဖိနှိပ်မှုတွေကိုစန့်ကျင်ပြီးလွတ်လပ်စွာကုတ်ဖို့ပြောဆိုခွင့်အတွက်တိုက်ပွဲဝင် နေတဲ့သူတွေပါအမတ်တရားကိုလက်နက်တစ်ခုလိုအသုံးပြုနေကြတဲ့သူတွေပါစုံသက်အနေနဲ့ဒီမြို့သမီးတွေရဲ့ဇလန်းအလုံးကိုချုံငုံမိစီတဲ့စကားတစ်ခုရှိပါတယ်အဲ့ဒါကတော့တတိနဲ့ပွင့်နဲ့ပန်းကပူလာတယ်ပူရဲတယ်မောင်းမောင်းဝဲဝဲနဲ့ရိုးရံမှာပွင့်ရဲ့ရှိနေတယ်ဆိုတာပါပဲဘက်တာပွင့်သုဒနာ စတင်ပြုထောင်ခဲ့တဲ့ဒီငင်းကြေးပန်းဒီအမျိုးသမီးတွေရဲ့လက်ထဲမှာမျိုးဆက်တစ်ခုပြီးတစ်ခုဆက်လက်ပြီးရှင်သန်နေဦးမယ်ဆိုတာသိကြပါပဲသူတို့ရဲ့အမွေနှစ်တွေကကျွန်တော်တို့ကိုမိန်းကွန်းတစ်ခုမိန်းနေတယ်လို့ပါပဲကျွန်တော်တို့ကရောငင်းကြေးအတွက်ဘယ်လိုမျိုးအစိတ်လေးတွေစိုက်ပျိုးကြမလဲ